ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရေးအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါအာဆီယံအနေနဲ့စောက်စုရွေးကောက်ပွဲကိုတရားဝင်မှုမပေးဘဲတော်လိုင်းရေးအဖွဲ့တွေဖော်ဆောင်နေတဲ့လမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့မြို့သားညီရဲအစိုးရ UNG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအော်တိုဘားလ28ရက်နေ့မှာကျင်းပတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကနေပြောကြားလိုက်ပါတယ်။အာဆီယံအနေနဲ့အကြံဖတ်စစ်ကော်မရှင်ကဥဆောင်ကျင်းပမယ့် အတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုရရှိစေဖို့လှုံ့ဆော်ပေးခြင်းမပြုဘဲမြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမှာမိအဖွဲ့တွေဖူပေါင်းဖော်ဆောင်နေတဲ့နန်းချောင်းကိုထောက်ပံ့မှုပေးဖို့အလေးအနက်ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။အာနာသိမ့်ပြီးနောက်နိုင်ငံတော်အမပေါ်ပေါက်လာတဲ့တော်လိုင်းအင်အားစုတွေရဲ့နိုင်ငံရေးရည်တည်ချက်လမ်းကြောင်းတွေအပေါ်ထောက်ပံ့မှုတွေနဲ့အခြေအနေအသေးစိတ်ကိုတော့ဥနေဖုံးလက်ကတိတိကျကျထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။ အာဆီယံအဖွဲ့တွေအနေနဲ့အာနာသိန်းစိုးစုကစစ်စင်တဲ့ရွေးကောက်ပွဲအပေါ်မှာဘုံသဘောတူညီချက်၅ချက်သို့မဟုတ်နိုင်ငံတကာစံနှုန်းတွေအရတရားဝင်မှုမရှိတာကြောင့်ဘယ်ရွေးကောက်ပွဲမဆိုညင်းပယ်ဖို့တိုက်တွန်းထားပါတယ်။လေကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်စေဖို့စတဲ့မြန်မာပြည်သူလူထုရဲ့အတန်ကို ကိုစားပြုတဲ့ဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့်အာဆီယံအနေနဲ့အလေးအနက်ထားထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ဆိုပါတယ်။ဒါပြင်တန်တမန်ရေးအရာ အာဆီယံအစည်းအဝေးကနေတက်ရောက်ခွင့်ကိုဆိုင်းငံ့တာနဲ့ဒီနေ့ထိအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာမှုမရှိတာတွေအတွက်စိုးစုအပေါ်အရေးယူဆောင်ရွက်မှုတွေဆက်လက်လုပ်ဆောင်ဖို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။တက်ဆက်ထဲမှာပဲမလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဗင်းရှင်းဘဟုဌာန KLCC မှာ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအောက်တိုဘာ26ရက်ကနေ28ရက်ထိကျင်းပနေရပဲဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်စောစုရဲ့ရွေးကောက်ပွဲအတွက်ဝင်ရောက်ရှင်မြိုင်ကြမယ်။ကိုစလဲလောင်းနေအနေနဲ့ဒီကနေ့အော်တိုဘလာ28ရက်ကနေဒီဇင်ဘာ26ရက်ထိရပ်ပေါင်း60တရားဝင်မဲဆွယ်စီယုံခွင့်စတင်ပြီဖြစ်ပါတယ်။ဒါကြောင့်အာနာသိန်းစောစုရဲ့တရားဝင်ယာယီအတွက်နိုင်ငံရေးထွက်ပေါက်အဖြစ်အသုံးချကျင်းပမယ်။ရွေးကောက်ပွဲကိုအတိုက်ခံအင်အားစုတွေတာမကတိုင်းရင်းသားလက်နက်ကင်တွေအပြင်ပြည်သူလူထုတရက်လုံးကပါအသိမှတ်မပြုဘဲသပိတ်မှောက်ထားကြပါရစေ။